ပြည်ထောင်ရပိုင်းတွင်မြန်မာနိုင်ငံမျိုးကြီးအချို့မှရှိတဲ့အကျဉ်းတော်တွေမှာစုပူမှုတွေဖြစ်ပေါ်ခဲ့ပြီးအာဏာပိုင်တွေကပြစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်ခဲ့သလိုအကျဉ်းသားတချို့တည်ကြည်တံရရတာတွေလည်းရှိခဲ့ပါတယ်။ဒီလိုပဲကမ္ဘာနိုင်ငံအသီးသီးမှာစိုးသွမ်းတဲ့အကျဉ်းသားတွေကိုတီးတက်ထိမ့်သိမ်းထားလို့ရှိတဲ့အကျဉ်းတော်တွေရှိသလိုထောင်တွင်းပုံကံမှုတွေလည်းဖြစ်ပွားလို့ရှိကြပါတယ်။ ထောင်ပုံကံမှုဒါမှမဟုတ်ထောင်စုမှုတွေဟာထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားတဲ့အကျဉ်းသားတွေကြောင့်ဖြစ်ပွားနိုင်တယ်လို့လူမဆန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်လည်းဖြစ်ပွားနိုင်ပါတယ်။ကြအပြင်ထောင်တွင်းမှာအကျဉ်းသားဥယျာဉ်အဆမတန်များပြားနေတာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ဒီတစ်ပတ်စံတော်ချိန်ရဲ့ဒုတိယရေးရာကဏ္ဍမှာကမ္ဘာသမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့တဲ့နာမည်ကျော်ထောင်ပုံကံမှုများအကြောင်းကိုအပိုင်း၁အဖြစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာ။ ပထမဆုံးဖော်ပြမယ့်ထောင်စုမှုကတော့မက္ဆီကိုနိုင်ငံက Ciudad Juarez အချင်းတောင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မတ်လ4ရက်နေ့မှာ Ciudad အချင်းတောင်အတွင်းမှာရှိတဲ့အချင်းသားတွေအချင်းချင်းခက်ရံဖြစ်ပွားပြီးထောင်ပုံကံမှုစီကိုဥတည်ခဲ့တာဖြစ်ပါတယ်။မက္ဆီကိုနိုင်ငံဆိုတာကလည်းအားလုံးသိတဲ့အတိုင်းရာဇဝတ်ဂိုင်းတွေပေါများတဲ့နိုင်ငံတစ်နိုင်ငံပါ။အခုဖြစ်ရမှာလဲထောင်ထဲမှာရောက်နေတဲ့ရာဇဝတ်သားတွေအချင်းချင်းတိုက်ခိုက်ရာကစတင်ခဲ့တာပါ။ ရန်ပွဲဆိုပေမဲ့အကျဉ်းသားတွေဟာ rifle တပ်နက်တွေတန်ချောင်းတွေဓားတွေအသုံးပြုခဲ့ကြလို့တေဆုံးသူလူဦးရေ20အထိရှိခဲ့ပါတယ်။နှစ်နာရီကြာဖြစ်ပွားခဲ့တဲ့ CU test ထောင်စုပူမှုမှာမက္ကဆီကိုအစိုးရဟာစစ်သား90ရဲတပ်ဖွဲ့ဝင်200ရလေယံတစ်စီးနဲ့ရဟတ်ယာဉ်တစ်စီးအသုံးပြုနှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ဒုတိယမြောက်ဖော်ပြမယ့်ထောင်ပုံကံမှုကတော့မကြာသေးခင်2018ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဘရာဇီးထောင်ပုံကံမှုတွေပဲဖြစ်ပါတယ်။ အတိအကျပြောရရင်2018ခုနှစ်ဇန်နဝါရီလ1ရက်8ရက်နေ့24ရက်နေ့မှာထောင်ပုံကမ်းမှု3ကြိမ်ဖြစ်ပွားခဲ့ပြီးစုစုပေါင်းလူ33ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီထောင်ပုံကမ်းမှုတွေဟာလည်းဘရာဇီးနာမည်ကျော်မူရဲ့ဂိုင်းနှစ်ဂိုင်းဖြစ်တဲ့ NDF နဲ့ PCC လို့အတိုးောက်ခေါ်တဲ့ဂိုင်းသားတွေအချင်းချင်းထောင်ထဲမှာရန်ပွဲဖြစ်ပွားရာကနေစတင်ခဲ့တာပါ။ ဘရာဇီးနိုင်ငံမာနက်စ်မြို့က NECO ဂျိုဗင်အကျဉ်းတော်မှာပြည်တံချမှတ်ခံထားရတဲ့မိုးရီဂိုင်းဝင်တွေရဲ့ရံပွဲဟာအလွန်ပြင်းထန်ခဲ့ပြီးပေါင်းဖြတ်တတ်တဲ့လောက်ရတွေလည်းရှိခဲ့တယ်လို့သိရပါဗျာ။ နောက်ထပ်ဖော်ပြမယ့်ထောင်ပုံကံမှုကတော့အမေရိကတိုက်အလဲပိုင်းမှာရှိတဲ့ကွာဒီပါလာနိုင်ငံကအချင်းတော်ခုနှစ်ခုမှာအကွက်ချဖန်တီးခဲ့တဲ့ထောင်စုပူမှုတွေပဲဖြစ်ပါတယ်။၂၀၀၅ခုနှစ်ဩဂုတ်လအတွင်းကကွာဒီမာလာအချင်းတော်ခုနှစ်ခုမှာအတိအထိပြည်ထောင်ကြခံနေရတဲ့လူစိုးကိုင်းနှစ်ခုသာရာဇဝတ်ကောင်းတွေဟာရံပွဲအကြီးအကျယ်ဖြစ်ပွားပြီးထောင်စုမှုတွေအဖြစ်အသွင်ပြောင်းခဲ့ပါတယ်။အထူးသဖြင့်ဘာဗွန်အဲဟိုယွန် Granda Pino Canada စတဲ့အချင်းတော်တွေမှာလပြိုင်တည်းလိုလိုထောင်ပုံကံမှုတွေဖြစ်ပွားပြီးလောင်ချာတတ်နှက် ဓားနဲ့တိုက်ခိုက်ခဲ့ကြလို့လူပေါင်း35ဦးအထိတေဆုံးခဲ့ပါတယ်။ဒါ့အပြင်တခြားအချင်းသား62ဦးလည်းဓားတံရရရှိခဲ့တယ်လို့သိရပါတယ်။နောက်ဖော်ပြမယ့်ထောင်စုမှုတစ်ခုကတော့ဗီနီဇွဲလားနိုင်ငံကစန်ဒါအာနာအကျဉ်းတော်မှာဖြစ်ပွားခဲ့တဲ့ထောင်စုမှုပဲဖြစ်ပါတယ်။ ဇန်ဒါအာနာအကျဉ်းတော်ဆိုတာဗင်နီဇွဲလာရဲ့လုံခြုံရေးအတင်းကျပ်ဆုံးထောက်တစ်ခုဖြစ်ပြီးအစိုးသွန်းဆောင်ရာဇဝတ်ကောင်တွေကိုနှစ်ရှည်ပြည်တံပေးထားတဲ့ထောင်လန်ဖြစ်ပါတယ်။2009ခုနှစ်ဒီဇင်ဘာလမှာတော့ထောင်လုံခြုံရေးအဆောင်တဦးနဲ့အကျဉ်းသားတဦးပြဿနာဖြစ်ရာကနေထောင်ဆုံမှုဖြစ်ပွားခဲ့ပါတယ်။ထောင်သားတွေဟာကော်ပြပေါက်ပြတွေကွန်ကရစ်အပိုင်းဆောင်တွေနဲ့တခြားလက်နက်တွေကိုအသုံးချပြီးတိုက်ခိုက်ခဲ့တာကြောင့်လူပေါင်း30ခန့်သေဆုံးခဲ့ရပါတယ်။ ယခုဒီဘက်အတွက်နောက်ဆုံးဖော်ပြမယ့်ထောင်စုပုံမှုကတော့1989ခုနှစ်ကဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ Davao Metro Descon အကျဉ်းဆောင်ပုံကံမှုပဲဖြစ်ပါတယ်1989ခုနှစ်ဩဂုတ်လ13ရက်နေ့မှာအကျဉ်းသား73ဦးဟာထောင်ဖောက်ထွက်ပြေးပြီးအကြမ်းသား15ဦးကိုတစားကန်အဖြစ်ဖမ်းဆီးခဲ့ပါတယ်ကြံရင်းခဲ့တဲ့အကျဉ်းသားတွေကလည်းထောင်လုံးကျုံရဲ့ညံပြင်းမှုအပေါ်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးအတိတ်ကယုံတွေဖြစ်ပွားခဲ့ပါတော့တယ် ဒီဖြစ်ရမှာဖိလစ်ပိုင်ရဲတပ်ဖွဲ့နဲ့စစ်တပ်တို့ပူးပေါင်းနေနေခဲ့ရပြီးတစားကန်အရတား၁၀ဦးကိုသာကယ်တင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်ပေါင်စုမှုဖြစ်ပွားရမှာအကျဉ်းသား၁၆ဦးအပါအဝင်လူ၂၁ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။ဒီဘက်ဆန်တော်ချိန်ရဲ့ဒုတိယရေးအစီအစဉ်ကိုဒီလောက်နဲ့ပဲညံသားပြစီခင်ဗျာ။နောက်တစ်ပတ်တွင်ပါလဲကမ္ဘာနံပါတ်တော်၆ပုံကံမှုများအကြောင်းအပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ nó sợ lay gặp ai cảm giác hết